အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမခင်နေယူရေးသားထားတဲ့လေးကျွန်းမြတ်မောတောင်ထက်ပေါ်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်လေးကျွန်းမြတ်မောတောင်ထက်ပေါ်ပထမတာဦးကိုဝန်ရှိစကကိုဝင်းမောင်ဘာလို့ဒီကိုသူနားမလဲသူကိုဝန်ရှိတီဟုဖွင့်ပြလိုက်ကလေးကသူတို့အိမ်နောက်ဖက်ခြံစည်ရုံနဲ့ကပ်ရွေး အုံးပင်သုံးပင်ကိုဝင်းမောင်ဆိုက်ခဲ့သည်။ဦးအောင်ကြီးတို့အုံးချံမှာပြိုးအုံးသုံးပင်ရသည်။ကိုဝင်းမောင်အလောက်ကရန်ကုန်မှငချောက်ကုန်တယ်များကိုအင်းများတွင်ငချောက်ပေးပြီးတော့ကိုစလဲဖြစ်သည်။အင်းမရွာတွင် အခြေဆိုင်ကလေးကပေ80ပေ100မြေကွက်လေးသူတို့နှစ်ဖက်မိပါမှရသည်။အင်းမသည်ကာလန်ဖြစ်ကြောင်ကုန်ထီပေါ့၍ရေလန်းဖြစ်ပန်းတနော်ကိုရောက်သည် ကိုဝင်းမောင်အလုံးနဲ့အုံးမင်ဆိုင်တင်နဲ့ဘာမှမဆိုင် သူသည်ကိုဝင်းမောင်ကိုဘာမှမမင်းအင်းထဲမသွားတော့အခါစိတ်ပြေလက်ပြအုံးမင်ဆိုင်တည်ဟုပဲထင်သည်အမေကိုတော့ပြောမိသည်ကိုဝင်းမောင်ဘာလုပ်တာလဲမသိဘူးအမေကျမကမေးတော့တအားရတဲ့အထိတ်အမတ်တဲ့ကျမကိုဝင်ရှိတယ်ပြောပြီးနောက်နေအုံးမင်ဆိုင်တာပဲအမေကရေလဲမှခိတလာလေတုန်းကသူဒီလိုပဲပြောမိသည် အုံးနပင်ဆိုင်တာလင်းတယောက်ရတာလဲတူတူပဲဟုအမေကပြောသည်။တာဦးလေးမွေတော့ကိုဝင်းမဝမ်းတာအာရအော်ဟစ်သည်။မကျေးရေငါသားမျက်နာကကြည်လင်းနေတာပဲ။ကြည်မောင်လို့နာမည်ပေးမယ်။တာဦးလေးကလည်းသူအသက်20ကျော်အစွမ်းအင်အားကောင်းတော့နိုးထွက်ကောင်းတော့မွေးရလာမသိဖွင့်ဖွင့်ဖြူဖြူထွက်ထွားကြည့်ဖြစ်သည်။ အင်းထဲကပြန်လာချိန်ဘယ်လိုပဲနောက်ကျနောက်ကျနောက်ဖေးရဲရင်းမှာရေချိုးရင်အုံးမိန်ကိုရေလောင်ရသည်။သွားစရာမရှိလဲကုံဝင်းမောင်မှန်မှန်ရေလောင်သည်။သုံးနှစ်အောင်လဲရှိတယ်။ငါကဝမ်းမလွတ်သုံးနှစ်အောင်ကိုမကြိုက်ဘူး။ငါးနှစ်အောင်အုံးကြီးပဲကြိုက်တယ်။အုံးမိန်လေးတွေခါလောက်မရှိတရှိမှာတားကနှစ်နှစ်ထဲဝင်လာသည်။မကြေးနောက်တယောက်ကိုဝင်လွယ်ရပြန်သည်။ ်ဒီတစ်ခါကလေးရှိကြောင်ပြောတော့ကိုဝင်းမောင်မျက်နှာဝင်းပသွားပြန်သည်ငါသားကြီးအဖော်ရပြီပေါ်ဟုဆိုသည်အင်းမချောင်းဖဲထွက်သွားသည်အပြန်ကြားတပင့်သုံးပင်နေပြန်လာသည်မကြေးတွင်းပေးဆန်မကြေးကနားမလဲတွင်းကိုယူကကိုဝင်းမောင်ရှိရာအိမ်ကောင်းရင်ဖက်ကိုဆင်လာသည်ဘာလို့မလို့လဲဒီမှာလေပန်းတပုတ်ကမျိုး မန္တလေးရင်ခွဲတရက်တီသုံးပင်ဆိုင်ရမယ်။နောက်သာအထိမ့်မှ။ကိုဝင်းမောင်ကတစ်ပင်ဆိုင်ဖို့မြေချင်းတူနေသည်။တရက်ပင်ကနေရာယူတော့ကြောင်းပေ20လောက်စီခွာ၍ဆိုင်သည်။တားသည်သူတစ်ပင်ဆိုင်ရာသို့ပြေးလာကြည့်သည်။မကြေးကကိုဝင်းမောင်ဆိုင်ထားသောတရက်ပင်များကို မြေကူ၍ဖို့ပေးသည်။ကဲမြေကြီးတွေပေးလို့ရေချိုးလိုက်အောင်။ သူရေချိုးဖို့ရေရင်းရှိရသွားတော့သားကအုံးပင်များအနားမှာရှောက်ကားလိုက်လာသည်မကြေးရေကြည်စမ်းဟေ့အုံးပင်တွင်ငါသားအရက်ထမြင့်သွားပြီအင်းမကရေမြေကောင်းသည်မြဝကျုံးမော့ဆိုတော့မိုးကလည်းကောင်းသည်တရက်ပင်လေးတွေအားလုံးရှင်သည်မကြေးတို့မှမျိုးသူတွေလိုမဟုတ်ကိုဝင်ရှိချင်အထူးလေးကြင်ကန်လို့ရမလို့အိမ်ကိစ္စလုပ်ပြီးလင်ရေရင်းမှရေငင်ကတရက်ပင်အုံးပင်များကိုရေလောင်းပေးသည် ဒါကြောင့်လားမသိဒုတိယသားကိုမှတ်ကြည့်ရှော့ရှော့ရှူရှူမွေးသည်အောင်မလေးငါမှသားရည်နှစ်ယောက်တောင်းသားကြီးရေမင်းဖို့ညီလေးရပြီကိုဝင်းမောင်ကဒုတိယသားကိုပွေချင်ရင်ဝမ်းသာအားရပြောသည်ဒုတိယသားကိုတော့တင်မာဟုအမည်ပေးသည်တရက်ပင်က အုံးပင်လောက်အကြီးမမြန်ဒါပေမဲ့တန်သည် မကြေးကတော့ထင်သည်သားကြီးကြီးမောင်ကအုံးပင်လိုရှစ်ရှစ်ထွားထွားဖြစ်၍ တားငယ်တင်မောင်က တရက်ပင်လိုဂင်တိုတိုကြံ့ကြံ့ခိုင်ဖြစ်လိမ့်မည်ခြင်းသည်ဒါပေမဲ့တားငယ်လမ်းလျှောက်တက်ခါစားစား၍နည်းနည်းခြူချ၍ပိန်ကတားကြီးကဝါတတုတ်ခိုင်ခိုင်ကြီးဖြစ်သည်ကဲကိုဝင်းမောင်ဒီတစ်ခါဘာပင်ဆိုင်မလဲကျမကိုဝင်းရှိပြန်ပြီတတရသားကိုဝင်းရှိတော့မက်ကြီးကကြွတင်မိ၏မကြီးသည်ယခုလိုအတိုင်းနာဆို နှစ်နှစ်တရာမှန်မှန်မွေးသွားပြီဖြစ်သည် အသက်40သွေးဆုံးမြစ်အချိန်ထိများယခုနောက်အတိုင်းမွေးလင်းအနည်းဆုံး10ရောက်တော့မကြေးအေးအေးလေးမွေးနိုင်သည်ကိုဝင်းမောင်ဒီတစ်ခါမအူပင်ကပြန်လာတော့ပန်းပင်သုံးပင်ယူလာသည်။လာဟေးမကြီးတွင်ရင်ယူခဲ့ဒီတစ်ခါအိမ်ရှိမှာဆိုင်မယ်။ဘာပင်တွေလဲ။ကန်းကောက်ပင်တွေလဲ။ပန်းပင်ဆိုင်ရင်တော့မိန်ကလေးမွေးလိမ့်မယ်ထင်တယ်။ မြေတူးဆွနေသောကုံဝင်းမောင်အနာမကြီးကထိုင်ရင်းပြောပြနေသည်အိမ်ရှိမှတန်းစီ၍ဆယ်ပင်စီလောက်ခြားကဆိုင်သည်ငါ့အိမ်မှာငါသားတွေသမီးတွေနဲ့သေးပင်စားပင်ပန်းပင်တွေဝင်နေရမှာပေါ့ကိုဝင်းမောင်၏မြေတူးလက်ကတွက်လက်အာတန်လာသည်မကျဲနမိတ်ဖတ်သလိုတတရကလေးကတမီလေးဖြစ်သည်ကျမဝမ်းသာလိုက်တာကိုဝင်းမောင်သားတွေရလာတော့အားရှိပါရဲ့အခုတမီလေးကကျမအဖော် ကျမအိုရင်ကျမသမီးလေးကကျမအနာမနေမှာသမီးလေးကလည်းဖြူဖြူထွက်ထွားကြည့်ပါပဲအရွယ်ကြီးလာတော့တားကြီးကအသားအနှဲငယ်ညိုသွားသည်တားလက်တီပိန်တီကလွဲ၍ဖြူဖြူရှိရှိသမီးကတော့ဖြူလဲဖြူဝဝတတုံလေးမိန်းကလေးဆိုတာချောမလှမဟုသမီးကိုကြည့်ရင်မကြေးကတွေ့သည်ဒီတခါတော့သမီးလေးဖြစ်၍မကြေးကသူကိုယ်ရအမြည်ပေးသည်မကြေးမုံနဲ့ ကော်ဝဲမှာတစ်ပင်များရေလောင်းချင်းမကျေးရေငင်ချိန်များတွင်သားတို့သမီးတို့ပြေးလွှားကာသူတို့နောက်မှလိုက်ကြသည်မြေကြီးနှင့်လူအောင်သားနှစ်ယောက်ကစော်တက်သည်မကျေးမုံနှခါလဲတော့ကိုဝင်းမောင်သည်တားကြီးကြီးမောင်ကိုရွာမူလာတဲ့အကြောင်းကိုပို့ရသည်ပထမကြောင်းသွားသည်နေကတားကြီးကြီးမောင်အတန်ပြဲကြီးနှင့်အော်ငိုနေသည်ကို မကျေးကအမြဲလိုတရေရနေသည်နောက်တော့လဲကြောင်းမမှန်သက်သည် ငချောက်ပေါ်ချေအင်းနေဆင်း၍ငချောက်များတိမ်ပြီးကုံဝင်းမောင်ရန်ကုန်ပေါ်ရသည်သူအပြန်သားသမီးများအတွက်အဝတ်အစားစာအုပ်ကစားစရာတွေတပွေးတပိုက်ကြီးဝယ်လာသည်မကြေးမျက်နှာမြင်၌အမေရေလေမှလာ၍စောင့်ပေးပေမယ်စတုဒ္ဓမြောက်ကလေးကြတော့အမေမလာနိုင်ပါအမေမမာ၍ဖြစ်သည်စတုဒ္ဒကလေးကိုဝင်ရှိတော့ကိုဝဲမောင်စပယ်ပန်းတွင်မြေမြောင်းဖော်၍စိုက်သည် အပင်ကို100လောက်ရှိမည်အခုကလေးတော့ဘာလေးမွေးမယ်မသိဘူးမိန်းကလေးမွေးရင်တော့မတ်စပယ်လို့မေးရမယ်မကြီးကမတ်စပယ်လို့အမည်ပေးချင်ပေမဲ့စတုတ္ထကလေးမှာတားလေးဖြစ်၍ကိုဝင်းမောင်က မောင်ဆန်းမောင်ဟုအမည်ပေးသည်တားရသည့်အထင်အမှတ်အဖြစ်တပြေးပင်ကို မောင်ဆန်းမောင်မွေးပြီးမှတုံးပင်ထပ်ဆိုင်သည်ជីမောင်တင်မောင်ဆန်းမောင်တားက၃ယောက်သမီးကမကြီးမောင် မောင်စားမောင်မီးတွင်ထဲမှမကြည့်အမေဆုံးသွား၍ရေလဲကိုမကြည့်မသွားနိုင်ကိုဝင်းမောင်ကသွားရောက်တချို့သည်ตาကြီးကြီးမောင်လေးတန်းအောင်တော့ကိုဝင်းမောင်ကပန်းတော်ကိုပို့သည်ตาငယ်သေး၍မကြည့်ကမခွဲခြင်းဒါပေမဲ့ကိုဝဲမအကိုရှိနေ၍သူစိတ်ချလိုက်ပါသည်။သားရိစာစူးစား၍မကျင်းမုံစာချက်ပြင်းသည်။မိန်းကလေးပဲအိမ်မွတ်ကျွမ်းကျင်ပေါ်လိုတယ်။ကျမသမီးစာမတော်လဲနေပါစေ။ မကြေးကပြောပေမဲ့ကိုဝင်းမောင်ကတော့သူ့သမီးကိုကြောင်းစရာမှဖြစ်စေခြင်းသည်ကိုဝင်းမောင်မျှော်မှန်းသလိုမဖြစ်လာပါ မကြေးမုံသည်ပညာမဆုံးခင်ကြောင်းထွက်ကလင်းနောက်လိုက်သွားသည်အငယ်ဆုံးစားမောင်ကိုပါသူ့အကိုများနှင့်နေသူအထက်တန်းရောက်တော့မအူပင်အကိုဖြစ်သူထံပို့၍ကိုဝင်းမောင်ကစာတင်ကြားစေပါသည်။တာကြီးကြီးမောင်နှင့်တင်မောင်က တက္ကသိုလ်ရောက်၍ကြီးမောင်ပင်အင်ဂျင်နီယာနောက်ဆုံးနှင့်ရောက်ပြီး ဖွဲဖွဲလောက်ပွင့်နေသောဂန်းကောက်ပေအောက်တွင်မကြေးကထိုင်ရင်သမီးကျိမုံကိုတရိယာနေသည်ကော်ဝင်းမကိုကြည့်ရတာရခိလိုတွတ်တွတ်လက်လက်မရှင်မိခင်ဖြစ်သူသူ့ထက်ပေသမီးလင်အောင်လိုက်သွားသည်ကိုစိတ်ထိခိုက်နေပုံရသည်မကြေးအနာကိုကော်ဝင်းမောင်ကလာထိုင်သည်မကြေးသည်သမီးအကြောင်းစကားဆဖို့စဉ်းစားနေသည် မနေ့ကပဲမအူပင်ကကုံဝင်းမောင်အကိုကိုတန်းအောင်ကမကျင်းမုံကိုယောက်ျားလေးဖက်ကမိပါများပြန်လဲအနံပါမည်လက်ခတ်မှာဟုဥအောင်ကြီးမှတစင်စကားဆိုလာသည် သူကတော့မိခင်ဖြစ်လေတော့သမီးလေးပါသွားပြီနော်အပြိုပြန်ဖြစ်လာတော့မှမဟုတ်ပဲမိသားဖသားပြပြအနှံ့တီကိုပဲလက်ခံချင်းသည်ကိုဝင်းမောင်တဘောမတရားသေးဘူးကိုဝင်းမောင် ကိုဝင်းမောင်သည်မကြေးခေါ်နေသည်ကိုပါစပ်နှင့်မထူမျက်လုံးနှစ်ပင်ဘာကိစ္စလဲဟုမင်းနေပုံရသည်မကြေးကအတော်ချုံ၍ကိုသားအောင်ပြောသည်ကိုပြောပြသည်ကိုဝင်းမောင်ကမလုံးခေါင်းပေါ်မောကြည့်လိုက်စမ်းကိုဝင်းမောင်ကိုဝင်းမောင်ကမော်ကြည့်သည်တမီးမွေးတော့ငါစိုက်တဲ့ခန်းကောင်ပင်တော်ပွင့်ပြီပဲခူးမကုံလို့ဖောက်တယ်တော်ပေးနေရပြီတမီးလည်းအချိန်တန်တော့ယူသွားတာပေါ့အေးလေ မိသားဖသားပြီးပြီးတောင်ရမ်းယူဖို့မစစ်စင်တတ်တာတော့တမီးမလိန်မာတာပေါ့။ဦးအောင်ကြီးတို့ကလည်းယောက်ျားလေးရှင်နဲ့တည်တယ်။လက်ခံလိုက်ပါတဲ့။မင်းတဘောပဲ ကြည့်လို့ပြီးတော့ကိုဝင်းမအောင်ပြောရမှထားသွားသည်။အနောက်ဘက်ကောင်းကင်ကို နောက်ခံထား၍အုံးလက်များရိမ့်နေကြသည်ကိုမကျေးငေးကြည့်ရချင်ရသည်။မကျေးမော်ကိစ္စပြီးသွားတော့ကိုဝင်းမအိယာပေါ်လဲသွားသည်။ မြေသူများကုံဝင်းမောင်တလောက်စိတ်ထိခိုင်မည်မထင်တာကြီးဘွဲอยู่မြင်းနဲ့မှာကုံဝင်းမောင်ကွဲလွန်ခဲ့သည်တာကြီးဘွဲတစ်ခုရသွားသည်ကိုကုံဝင်းမောင်တီးသွားပေမယ်ဘွဲอยู่ဘွဲကိုတော့မတရပါမကြီးကလည်းမျက်ရည်ဆက်လက်နဲ့တာဘွဲอยู่ဘွဲကို မတက်လို့ဆို၍ကိုသားအောင်တို့လင်မယားပဲဘွဲနှစ်တပင်ဘွဲကိုလိုက်သွားကြသည်ငါကတော့တာတို့ရွာမှာအင်းတွေရှိတော့ဒီလုပ်ငန်းလုပ်နေရပါပဲ အင်းတကြီးသားတွေတမီးတွေလို့ဘွဲရအောင်ငါသားတမီးတွေကိုပညာသင်ပေးချင်တာကြည်မောင်တော့ငါဆန္ဒပြအောင်ပြစ်ခဲလို့တာရုခေါ်တယ်ကိုဝင်းမောင်မမနေစဉ်ကြည်မောင်ဆာမင်းမွဲအောင်ကြောင့်အဖေကိုပြောပြစင်က ကိုဝင်းမောင်ကယခုလိုပြောခဲ့သည်"သူမသေးခင်တားပွဲရသည်ကိုတိသွား၍မကြေးကျေနပ်ပါတော့လေ။တားကြီးဤပွဲနှစ်တပင်တက်ပွဲကိုတော့တက်ရောက်ရန်မကြေးစိတ်မတင်နိုင်တော့ပါ။အကြီးကြီး ခြံဝင်လာသူကမငဲသူထိုင်နေရာခုံသားမှလာရောက်ထိုင်သည်ဘာကိစ္စလဲမငဲကန်းငော်ရယ်ပွင့်တော့ကရောစပယ်ပွင့်တော့ကရောကျမကိုအရေးပေးတယ်အခုတပြေခက်လဲကျမကိုပေးပါမကျေးဒီအာအာတင်နေသည်တပြေခက်များသူတို့ရွာမှာဖျားတင်လင်းရှိသည့်အိမ်ကတောင်းယူ၍ခူကဖျားတင်ကြသည် မဝယ်ရပါ မငဲ့ရဲ့ဘာလို့ဖို့လဲ ကျမစီပြီးဖောက်တယ်ပေးမှာပေါ့ပန်းတနော်ကတစင်ဖြစ်ဖြစ်ကြောင်းကုန်းကတစင်ဖြစ်ဖြစ်ရန်ကုန်ပို့ရင်ရတယ်ရန်ကုန်မှာတပြေတစီ20ရောင်းရတယ်အရေးတော့အပင်ကတပြေကြီးတွေတခြားကအသေးပင်ဆိုရင်15အရည်ရဲ့အုံဒီရော အရည်ပဲစေးရလဲဦးအောင်ကြီးတို့စီလာကောက်တဲ့လူတွေနဲ့အရည်ပေးလိုက်တာဖောက်တယ်စီ30ကျက်အမလေးရန်ကုန်မှာတလုံး25 30တိရလား ဝါဝင်ဝါထွက်အုံလဲချင်းကြွက်မိကောင်းရင်60 90ရတယ်။အေးလေကောက်တဲ့လူကလည်းဈေးနဲ့ပါနဲ့ဆိုတော့အစင်းစင်သွားရတာဆိုတော့အကြီးတို့စီကယူတော့ကောက်စင်းနေတာပေါ့။ဘဲနဲ့တပြေခတ်ပြီးနော်။မငယ်ပါတာချိုးယူပေါ့။တက်နိုင်ပါတယ်။မောင်ကြီးပါခေါ်တက်ခိုင်းမယ်။အကြီးတော်ဟန်ကြနေတာပဲ။ဂန်းကောစပယ်အောင်တရက်တွေနဲ့ဝင်ဝင်မပြတ်ဘူး။ တို့ငငယ်တို့ကဂန်းကောက်ပွင့်ချင်စပယ်ပွင့်ချင်ဘယ်သူမှဝယ်မပန်ရပါဘူးတောင်းခုပြေပန်ကြတာအကြီးကြီးကလည်းအိမ်ထဲကလည်းမထွက်မငယ်တို့ကပန်းတတော်နဲ့မဦးပင်ပို့တာရန်ကုန်မှာမော်ပီတို့အင်းစိန်တို့ကမာရွတ်တို့မှာစပယ်တွေစိုက်ပြီးအပွင့်ဖောက်တည်ပေးရတယ်ရန်ကုန်မှာဆယ်ပွင့်ပါတကုံငါးချက်လောက်ပေးရတယ်ဖျားကြီးတကယ်လားမငယ် ဟုတ်ပါတယ်။ဒါကြောင့်ကျမစပယ်ဖူးတွေညနေခူးသည်ပန်းတနော်နဲ့မအူပင်ပို့တာရန်ကုန်တော့ဈေးမကောင်းပေမဲ့ဈေးရပါတယ်။ရန်ကုန်သာနေရင်အရေးကြီးစပယ်တွေကျမယူပြီးဖောက်တယ်ပေးတယ်။အရေးကြီးတစ်ထည့်ဖြစ်ရော။မန်းငယ်ကလည်းအင်းမရွာသူပန်းတဲ့အနေနဲ့သူ့ကုံတွယ်ရေးအစီအစဉ်ကိုတင်ပြသွားသည်။နော်အရေးကြီးတပြေလဲတပတ်တစ်ခါလောက်လာခုမယ်။အေးအေးတော့မယ်နော်။ မန်းငယ်သည်နှုတ်ဆက်ကထသွားသည် အကိုဖြစ်သူကလှေတစင်းနှင့်မန်းငယ်တို့မောင်နှမမိုးမလင်းခင်ကပန်းတွေတတိဝလံတွေတင်ကပန်းတော်သွားကြသည် သူအဖို့မကျေးဘဝမှာအကြီးကျေးဘဝကိုသာရောက်လာသည်ဒီလိုများစပယ်ကန်းကော်ပန်းတွေတပြေခက်တွေဈေးကောင်းလိမ့်မည်ဟုသူမတွေးမီသွားလေသူ၏ရည်ရွယ်ချက်ကိုနားမလဲ။ ခုတော့လေအမေကအုံးတပင်ဆိုင်ရင်လင်တယောက်ရသလိုပဲဟုပြောခဲ့သလိုအုံးသုံးပင်ကလည်းဝင်ငွေမနေတရက်ကလည်းရသည်ပန်းတွေပါပေါင်းတော့တနည်းဝင်ငွေမှာသူ့အိမ်ကလေးမီးဖို့စရိတ်ဖူလုံယုံမက ပိုရှန်သည် ကိုဝင်းမောင်ရှာခဲ့သောငွေတချို့ငချောက်ပေးပေး၍ရသောငချောက်များကိုကိုဝင်းမောင်အဆက်များနှင့်ရန်ကုန်ပို့သည်ကလည်းဝင်ငွေရှိသည် တာကြီးကိုကြီးမောင်အင်ဂျင်နီယာအဖြစ်ဆယ်မြောင်းမှလုပ်ရင်းမိမရကအညာဖက်ပြောင်းသွားရသည်။တားလဲတင်မောင်ကဘွဲမယူပထမနေ့ဝိဇာရန်ကထွက်၍နိုင်ငံသားတင်ပေါ်လိုက်သည်။တားငယ်စမ်းမောင်ကကန်ယိုရန်တင်ပေါ်သာမကျေးမုံကတော့မအူပင်မှာကြောင်းစရာနေရနေသည်။အမေနေမကောင်းရင်မှာပါတဲ့စကားတော့ဆိုသည် ။သမီးလေးရတော့ကသမီးလေးကိုကြည်ကဝဝဖြူဖြူလှလှလေးမို့စာတက်ရမလို့မိမပီတာဖို့ပဲလို့သည်ဟု သူကထင်မြင်ချက်ပေးခဲ့သည်။မိမတော့ဥစ္စာသည်အစင်းရောက်ဝါမဟုတ်ပါလား။ယခုတော့လည်းအစင်းလှတော့စောစောလင်ရသည်။သူမိခင်အနေနဲ့မိမပီတာဖို့တင်စားပေးသည်ကလည်းယောက်ျားကိုပြုစုဖို့ဖြစ်လာရသည်။သူ့အနာမှာသမီးလေးကတိုးတိုးဖော်ဟု သူစိတ်ကူးယဉ်ခဲ့ပေမယ့် ယခုတော့သမီးလေးကအဝေးမှာသမီးပြောစကားလိုပဲနေထိုင်မကောင်းလင့်တော့သမီးပြေးလာတန်းကောင်းပါရဲ့အမေရေအမေအသက်80ပြည့်နှစ်ကိုကြီးကိုလက်မောင်လေးတို့အေးမကိုလာနိုင်အောင်စစ်စစ်နေတယ်မအူပင်ဝင်ပြေးသမီးခေါ်မယ်သမီးတို့အားလုံးလာကြတော့မယ်နေမလာမဲ့ရက်ကိုအကြောင်းကြမယ်ကျမချမ်းသာပါစေ သမီးချင်းမုံသူအသက်80ပြည့်ကိုသားသမီးတို့တတိတရလာကြတော့မတယ် အမေဆိုသည်ကိုသူတို့ရင်ထဲရှိနေသေး၍စာဖတ်ရင် သူမျက်ရည်ကျမိသည်။ဝမ်းသာ၍ကြတော်မျက်ရည်။သူတို့လာလျင်ဘာကြွေးရပါမလဲ။ຫນွေອຸປောက်ສໍໍຕຽກກະກິນສາຊິເດກ້ານກໍເປွင့်ພຽງກ້ານກໍປານຫນွေແລະສ່ອງໄປລင်ຕູໂລຈາຍປາມະລາອົງທີຫນွေກໍອະສິນເດອົງທີຫນွေໄປຍິນກໍຕູໂລຢູ່ປາມະລາຍັງກົ່ງມາຕະລົງ60 90ໂລມັງເງກາປ ્યો ດີ ရှားပါပစ္စည်းမို့အလကားရတော့ခြံထွက်အောင်တီးပေးလိုက်ရင်သူတို့အလေးခံသေးပါမလားအမေကြီးတွေးလိုက်ရတာနိုင်ငံသားတင်မော်တာတင်မောင်ပဲအပေးလို့တီးမကျေးမုံကလည်းခင်မုန်းတဲ့ကျောင်းစရာလခနေသည့်ဆို၍အမေထံခဏခဏငွေတောင်းသည်အမေကငချောင်းငချမ်းလဲမဥပင်ကနီးလေတော့တမီးစီပေါ်ရသည် အငယ်ဆုံးသားထွေးကလည်းကံယိုရန်တင်မော်တာဆိုတော့တိတ်မစားတာ အမေပို့ပေးပါအောင်ဆို၍အမေခဏခဏငွေပို့ရသည် ကိုလက်လိုနိုင်ငံသားတင်မောလိုက်ရမှကျွန်တော်မိမယူမယ်ဟုသားထွေကပြောသည်တင်မောင်နှင့်စမ်းမောင်မိမရလျှင်တင်တောင်းပေးရအောင်မည်သားကြီးကြည်မောင်ဆယ်မြောင်းအရာရှိဖြစ်သောစကိုင်းသူနှင့်လက်ထက်သုံးကအမေသည်သားရှင်ဖြစ်၍လက်ကောက်နှင့်ရန်တကြက်သားရွှေဆွဲကြိုးတကုံနှင့်စေနကက်ကတော့တိမ်မကြည်လား သူကိုဝင်းမောင်နဲ့လက်ထက်စင်က အမေပေးတော့ခန်းဝင်ပစ္စည်းပါပဲလက်ကောက်နှစ်ရံကလည်းတရံတစ်ချက်သားစီရှိသည်တားကြီးလက်ထက်ပွဲတော်ကလည်းသူမသွားနိုင်ဦးသားအောင်တို့လင်မယားပဲတွားရောက်တောင်းယူပေးသည်ယခုသူတို့လာကြတော့မည်မန်းငယ်ကမီးဖို့မှလာ၍ကူချက်ပေးသည် သူတို့တွေစီမှာရှားပါလှသောငရံ့ဦးချက်ပစွန်တော့ကြီးစီပြန်ငမင်းရင်မီနှင့်ကင်းမော့ချင်ရွယ်ရှင်ရင် ငပန်းငပီးကောင်ချက်တို့ဆရာဆုံဆုံလှုပ်ထားသည်ငမင်းရင် ဆိုတာရန်ကုန်မှာရွှေအကြီးကြီးရဲ့သူတို့လားအစ်စ်မစားနိုင်ပါဘူးထောင်ကျော်တယ်ငဒန်ကိုရန်ကုန်မှာငမင်းရင်ဆိုပြီးရောင်းတာအဲ့ဒါတော့600ခွန်းရရှိတယ်အကြီးကြီးရဲ့မန်းငယ်ကရန်ကုန်နဲ့အင်းမကူးနေရွေးအဆုံတည်င်းပေးသည်အမေကတော့အချိန်နည်းနည်းလေးနောက်ကျသွားရွေးစိတ်မကောင်းစောင်းဘောက်ကဆိုငရံ့ဦးထူထူကြီးတွေရသည် ခုလည်းဆိုတော့မစိုးမယန်းသီးနှစ်ချက်ပေးလိုက်သည်လက်ဆောင်ပေးဖို့တော့အင်းထွက်စားပေါ်လက်လက်ဆက်ဆက်ငရမ်းချောက်တွေနှစ်ပိတ်သာစီအိမ်နှစ်ချုပ်ထားသည် သူတို့လာကြပြီအမေချန်လေးမှာစပယ်ပင်နှင့်ကန်းကော်ရနန်းထက်အမေမြတ်တာရနန်းကပုံမောတင်ပြန်နေသည်သားသမီးတွေဝိုင်းဖက်တော့အမေမျက်ရည်ပေါက်ပေါက်ကြသည်ကိုဝင်းမောင်ရေရှင့်သားသမီးတွေပြန်လာပြီ သူသည်သွားလေသူကိုတကားရှာကြည့်တဲ့ငင်ကိုမိသည်မကြေးမုံကလည်းငိုသည်အမေကလည်းသားရုံနဲ့တွေ့ရပြီပဲမငိုပါနဲ့ဝမ်းသာပါตาကြီးကြည်မောင်က အမေကိုဖက်၍ချော်သည်တင်မမကိုဝင်လိုက်ရင်လည်းလိုက်မလာနိုင်ဘူးအမေစနေတဲ့မပါလာသည်ကိုပြောပြနေသည်သူတို့အားလုံးထမင်းဝိုင်းထိုင်တော့အမေကြည်နူနေသည် ငငယ်ကဇလုံလေးတွေကိုစီနှင်းတဝိုင်းတက်တက်ကျွေးရသောသားသမီးတွေထမင်းဝိုင်းကို အမေပြန်၍မြင်ရလာသည်ဒီတုန်းကဟင်းတယောက်တစ်ဖက်ထည့်ပေးလင်းသားထွေစမ်းမောင်က အရင်ကုန်၍အမေကိုလာတောင်းတသည်ယခုတော့လည်းခေါင်းမဖော်သူတို့စီမှာစားရခဲသောဟင်းလျာများကို စားလိုက်ကြသည်မှာအမေကျေနပ်စရာပါပဲစားပြီးတော့အိမ်ရှိခံဖြာချောပေါ်မှာခေါင်းကိုစီနှင်းလှည့်ရင်စကားပြောကြသည် ရေနွင်းကြံငရမ်း၆ဖုံနဲ့လက်ဖက်တော့ကိုမန်းငယ်ကပြင်ပေးသည် အမေလည်းသူတို့နဲ့အတူ ဖြာတစ်ချက်ပေါ်မှအိတ်နေ၍မကျဲမုံကနှိပ်ပေးသည်၃နိုင်လောက်တရေနိုးလာကြတော့မှခေါင်းရင်းမှဖြာခင်း၍သူတို့ယူလာသောပစ္စည်းတွေပုံထားကအမေကိုကြောကြသည်ကြီမောင်ကချိတ်လုံးကြီးတစ်ထည်နဲ့ပဝါတင်မောင်ကနိုင်ငံသားဖြစ်တုံးမွေဆောင်မကျဲမုံကပါတိတ်လုံးကြီးစားမောင်ကမုတ်ပုံး အမေကစုရယ်ပေးလိုက်တာအတန်ကတုံရင်နေသည်ကိုဝင်းမောင်ကိုပဲတန်တာမိသည် ခလေးရယ်အဖေမြင်အောင်စေချင်သည်အမေရေလိုချင်တာရှိလဲမှာနေမဆောင်ခင် ကျွန်တော်တို့မဥပင်းပြန်ရမယ်ကြည်မောင်ကစပြောသည်ဟဲညမအေးနိုင်ကြဘူးလားခွင့်မရဘူးအမေတင်မမခလေးမျက်နှာမြင်ပြီးမှကျွန်တော်တို့လာခရော့အောင်မယ်ကျင်းမုံရော် ။သမီးလည်းကိုထွန်းသာတယောက်တည်းထားခဲ့ရတဲ့မေ။ကျဲမုံကဖြေသည်။အမေသည်တက်ပြင်းလေးချလိုက်၏။မငယ်မောင်ကြီးလည်းခေါ်လိုက်ပါ။ဟန်စိန်ရေလောင်းနေလားခေါ်လိုက်ပါ။ကဲငရဲချောက်ထုတ်တွေလှေစိတ်ထိလိုက်ပို့လိုက်။ဒါတော့အုံသီးတွေယူသွားမလား။ကြေမောင်တို့ကရည်ကြသည်။လေးတယ်အမေရဲ့။စမ်းမောင်ကဖြေသည်။သူတို့အားလုံးအမေကိုကြော်သည်။ ခြောင်ဝအထိအမေကလိုက်ပို့သည် သူတို့အားလုံးသွားကြပြီ အမေအနားမှာကိုဝင်းမောင်ဆိုက်ခဲ့သောတီးပင်စားပင်နှင့်ပန်းမင်တွေပဲကျန်ရသည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစားရစရာမှခင်းနှင်းယူရေးသားထားတဲ့လေးကျွန်းမြတ်မောတောင်ထက်ပေါ်ဆိုတဲ့ဝှထွတ်တော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်